င်းတွင်းနယ်တဲ့30မင်နာကြီး30မင်နာကြီးမောင်မျိုးထွေးကိုထိုင်းဘရင်မြေတော်တပါးဖြစ်တဲ့မေတော်ခုနှစ်ရွာတိုက်စားမိဖုရားကြီးက1204ခုနှစ်ခရစ်နှစ်1842ခုနှစ်မှာမွေးဖွားခဲ့ပြီးတာရမီ73ဦးနဲ့အကြီးဆုံးသောသားတော်ကြီးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအချိန်ကဖခင်မင်းတော်ဘရင်ကြီးမှာဘရင်မဖြစ်သေးပဲအမရပုရထီးနန်းမှာလွတ်တော်သက်မင်းသားကြီးဘဝတာရှိပါသေးတယ်ခင်ဗျာ တော့တဲ့မင်းသားကြီးဖြစ်တဲ့မောင်မျိုးထွေးကို1215ခုနှစ်သက်တော်17နှစ်မှာဖခင်မင်းတုံးဘယံကြီးကသရိုမင်းစောဘွဲနဲ့အတူမလွန်မြို့ကို ရှေးဥစွာစားစီခဲ့ပြီး နောက်ပိုင်းမှာတာ30မြို့ကိုစားခဲ့ရပါတယ်။ဒါကြောင့်လဲ30မင်းသားကြီးလို့ရတနာဘုံနန်းတွင်းမှာနာမည်ကြီးခဲ့ပါတယ်ခင်ဗျာ1224ခုနှစ်မှာတော့သက်တော်22နှစ်အရွယ်ရှိပြီဖြစ်တဲ့တားတော်ကြီး30မင်းသားကို ညီတော်ကနောင်မင်းသားနဲ့မြောက်ဆောင်တော်တခင်ကြီးတို့ကမွေးဖွားခဲ့တယ်။တမိတော်ရန်အောင်မြင်မင်းသမီးနဲ့မင်းတော်မြန်ကြီးကိုတော်တိုင်လက်ဆက်ထိမ်းမြှားပေးခဲ့ပါတယ်။30မင်းသားကြီးမှာရန်အောင်မြင်မင်းသမီးနဲ့လက်မဆက်ခင်အချိန်ကတိုင်ကိုလို့တော်ခင်ရင်နဲ့ကိုလို့တော်ခင်လေးဆိုတဲ့ကိုလို့တော်နှစ်ယောက်ရှိပြီးဖြစ်ပါတယ်။မင်းသားကြီးဟာရန်အောင်မြင်မင်းသမီးနဲ့လက်ဆက်ပြီးဆယ်လအကြာမှာမြေသူတဦးတယောက်ကိုမြှခွင့်ပြုချက်မယူဘဲ နောက်လိုက်နောက်ပါ၁၀ယောက်ကျော်နဲ့အတူဗညာကျန်းအရက်ကိုမျက်စိထွက်ခွာခဲ့ပြီးအဲ့ဒီကနေအင်္ဂလိပ်ပိုင်နဲ့တောင်ငူမြို့ကိုရောက်ရှိခဲ့ပါတယ်။အင်္ဂလိပ်တွေကစစ်မေးကြတဲ့အခါဘရင်သားတော်ကြီးဖြစ်မှန်းသိရပြီးမင်းသားကြီးကိုရန်ကုန်အထိပို့ပြီးတုံးစဲမင်းသားကြီးကိုဖခင်ဘရင်မင်းတော်မင်းရကြီးဦးကြီးတော်ကနောင်မင်းသားတို့နဲ့အမျိုးမျိုးတွေးထိုးမြောက်ပင်ရန်တိုက်ပေးခဲ့ကြပါတယ်။မင်းသားကြီးလက်မခံခဲ့တဲ့အဆုံးမှာတော့ ကောင်းမွန်စွာအခန့်ကျွေးမွေးခဲ့ပြီးမင်းသားကြီးအလိုရှိတဲ့မြာနေထိုင်ခွင့်ပေးခဲ့ကြပါတယ်မင်းသားကြီးဟာရန်ကုန်မြို့မှာ၃လနေပါနေထိုင်ခဲ့ပြီးဖခင်မင်းအောင်ဘယင်ကြီးရဲ့မြန်နန်းဆက်ကြတင်းမောနဲ့ကြုံတဲ့အခါမှာမင်းနေပြီးတော့မန္တလေးကို ပြန်လဲလိုက်လာခဲ့ပါတယ်မင်းသားကြီးနေပြီးတော့ကိုပြန်ရောက်တဲ့အခါမှာတော့ဖခင်မင်းအောင်ဘယင်ကြီးဟာမြို့တော်မြအေးမယူခဲ့ပဲဥကြီးတော်ကနောင်မင်းသားထံမှာ ခိတထိန်ထိန်အနှံ့ကျင်းတာခံခဲ့ရပါတယ်။မင်းသားကြီးရဲ့လောက်ရဟာကံမကောင်းအကြောင်းမလာပါက အသက်ပါဆုံးရှုံးနိုင်ပြီးဆွေမျိုးတစုပါဒုက္ခရောက်နိုင်ပါတယ်။အကြောင်းကတော့မကြသေးမီ နှစ်အနည်းငယ်ကဘိုးတော်ဖြစ်တဲ့တာယာဝတီမင်းလက်ထက်မှာ30မင်းသားကြီးရဲ့ဦးကြီးတော်တပါးဖြစ်တဲ့ပြည်မင်းသားဟာခမဲတော်တာယာဝတီမင်းကိုအတိမပေးပဲတညရာခကြီးနဲ့မန်းရွှေဇက်တော်အရက်ကိုဖျားဘူးတွားခဲ့ရာ ဖခင်ဘယံတိရှိချိန်မှာအမျက်တော်ရှလို့အင်ရှိဆံအရာလဲမရောက်ခဲ့ရပဲညီတော်သားတော်ဆွေမျိုးတစုဟာမရဏပွဲဝင်ခဲ့ရတဲ့ဖြစ်ရမျိုးနဲ့ကြုံခဲ့ရဘူးပါတယ်။တုံးတဲ့မင်းသားကြီးဟာမန္တလေးမြို့ပြန်ရောက်ပြီးတဲ့နောက်မှာတော့သူမြင်တွေ့ခဲ့ရတဲ့ရန်ကုန်မြို့ရဲ့ပညာရေးအခြေအနေကိုမင်းနှောင်းဘရင်တန်သင်လျှောက်ခဲ့တဲ့အတွက်ဒေါက်တာမတ်အမှုပြုတဲ့အင်္ဂလိပ်တန်တဲ့เจ้าဟာမန္တလေးမြို့မှာပေါ်ပေါက်လာခဲ့ရပါတယ်။ 1928ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့မြင်ကွန်းအရေးတော်ပုံကြောင့်ကံကုန်ခဲ့ရတဲ့ကနောင်မင်းသားကြီးအတွက်မခံမရနိုင်ဖြစ်ပြီးထကြွဖြစ်ပေါ်ခဲ့တဲ့ဗရိမင်းသားအရေးခင်မှာ30မင်းသားကြီးဟာအင်းဝအရက်ကနေလက်ဆွဲတိုက်ခိုက်ပြီးဖခင်ဘရင်ကြီးအတွက်အကျိုးဆောင်ပေးခဲ့မှုပါတယ်ခင်ဗျာတို့တော်လဲတားတော်တွေရဲ့ပုံကံမှုကို ခံခဲ့ရတဲ့ဖခင်မင်းတော်ဘရင်ကြီးဟာ30မင်းသားနဲ့အတူမက္ခရာမင်းသားအမှုပြုတဲ့ မင်းသားကြီးတွေထံမှာမြည်သည့်ပုံကိုကိုမြအဝင်အထွက်မရှိစေရဆိုပြီးအကျယ်ကျုပ်တဘောနဲ့စောင့်ကြည့်ခံဘဝကိုရောက်ခဲ့ရပါတယ်ခင်ဗျာနောက်အခါမှာလဲ30မင်းသားကြီးဟာဖခင်မင်းတော်မင်းကြီးမကြမ်းမမှာဖြစ်နေစဉ်မှာအဖမ်းဆီးခံခဲ့ရပြီးမဲတော်ခုနှစ်ရွာမိဖုရားဆောင်ရွက်မှုနဲ့လွတ်မြောက်ခဲ့ရပြီးဖခင်ဘယင်ကြီးဟာသားတော်30မင်းသားကို အထက်ချင်းတွင်းခရံရဲ့ဘယင်ကံအဖြစ်ယာရုပေးအပ်ခဲ့ပါတယ် မကြခင်မှာပဲမင်းသားကြီးတို့တမိသားစုလုံးပြန်လဲဖန်စီခံခဲ့ရရှာပါတယ်ခင်ဗျာဖန်စီခံခဲ့ရစဉ်ကြေးတိုက်တော်အတွင်းမှာလဲ30မင်းသားကြီးဟာဝမ်းနဲ့ပူဆွေးမနေပဲမိမိအသက်လွတ်မြောက်ဖို့ရာကြိုးပမ်းရင်းကာယံထားတဲ့တစ်လုံးများကိုကြော်ပြီးခုံကာအပြင်သို့ရောက်ခဲ့တယ်လို့ဆိုကြပါတယ်ခင်ဗျာကြံရှိနေတဲ့ကြေးတိုက်တော်အတွင်းမှာညီတော်များကို အပြင်ကိုလွတ်မြောက်ဖို့အရေးတည်ယူနေစဉ်တောင်ရှည်က တစ်လုံးမှညှိခဲ့တဲ့အတွက်အဆောင်တွေကတိရှိသွားတဲ့အတွက်မင်းသားကြီးရဲ့အစွမ်းစကို တွေ့မြင်ပြီးတတိလက်လွတ်မနေဝင်ပဲမင်းသားကြီးကိုခြေချင်းခတ်ပြီးထားခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာကျေးတိုက်အတွင်းမှာမင်းကြီးမင်းသားတွေနဲ့အတူဖမ်းဆီးခံရပြီး6လအကြာ1240ခုနှစ်တပိုးတဲလာပြီးကျော်17ရက်နေ့မှာသားတော်နှစ်ပါးနဲ့အတူ ကွက်မြက်ခံခဲ့ရပြီးကန်တော်ကုန်ခဲ့ရရှာပါတယ်တောင်းတဲ့မင်းသားကြီးမှာ သားတော်10ပါးအထိထွန်းကားခဲ့ပြီးသားတော်4ပါးမှာကျင်ရတော်ရအောင်မြင်မင်းသမီးနဲ့ဖွားမြင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီသားတော်4ပါးထဲမှာ သားတော်ကြီး2ပါးကကွက်မြက်ခံရချိန်မှာပါဝင်ခဲ့ပြီးသားတော်လက်တစ်ပါးကငယ်စဉ်ကတည်းကစုံပါခဲ့ရခြင်းဖြစ်ပါတယ်။အငယ်ဆုံးသားတော်ဖြစ်တဲ့30ထိတ်တင်မောင်ကြီးတယောက်တာ အသက်ရှင်ခဲ့ရပါတယ်ခင်ဗျာ။ကျန်သားတော်6ပါးမှာကိုလို့တော်ခင်ရင်နဲ့သားတော်3ပါးကိုလို့တော်ခင်လေးနဲ့ တားတော်၃ပါအတီအတီကြံရှိခဲ့ပါတယ်။တုံးတဲ့မင်းသားကြီးဟာဘဝဘေးကံအရာဘရင်တားတော်ကြီးတစ်ပါးဖြစ်ခဲ့ရပြီမယ်။သူ့ရဲ့မယ်တော်ဖြစ်သူမှာထိုင်းတွေးပါတဲ့အတွက်မြမနန်းတွင်းမှာဒေဝီဘွက်ကံအစစ်နဲ့တာရက်တန့်ခဲ့ရသလိုမိမိလိုထိုင်းတွေးနယ်တဲ့မင်းသားတစ်ပါးအတွက်လည်းထင်းနှန်းနဲ့မတက်ဆန်ခဲ့ဘူးလို့ယူဆခဲ့ပြီးမင်းမျိုးမင်းလွင်တစ်ပါးပါမှာစိတ်လွတ်ကိုလွတ်နဲ့ဖြစ်ချင်ရာဖြစ်ဟုသောသဘောဆောင်ကလူငယ်ပြီးပြီး နန်းတွင်းကထွက်ပြေးခဲ့တာကိုကြည်ချင်းဖြင့်မင်းသားကြီးရဲ့ထီနန်းလောဘမရှိမှုကိုသိရှိနိုင်ပါတယ်ခင်ဗျာမင်းသားကြီးဟာကျေးတိုက်အတွင်အဖန်စီခံရစဉ်ကလည်းအခြားသောမင်းသားတွေကတီဘောမင်းသားစုပရလက်စင်ယူမရှင်တို့ကိုဆဲဆူရေရွတ်ခဲ့ကြပြီး30မင်းသားကြီးကတော့သူတို့မလို့တာငါတို့ကိုဒီလောက်ကြောင်ထားတာငါသာဘရင်ဖြစ်ရင်ဒီနေ့ဘရင်ဖြစ်နောက်နေ့မှာကြံတဲ့အစွဲအပွားတွေအကုန်ရှင်းတယ်လို့ ပြောဆိုခဲ့တယ်လို့30မင်းသားကြီးရဲ့သူမတော်မြို့ကြီးခေါင်ခေါင်ကဆရာမောင်တန်းဆွေကိုပြောကြားခဲ့ကြောင်းသိရပါတယ်ခင်ဗျာအဲ့ဒီအတွက်လဲမိမိဘဝအတွက်မင်းသားကြီးဟာဘရုကိုမှအပြစ်မတင်ပဲမိမိဟာဘရင်သားတော်တပါမဟုတ်ပဲတာမန်အသေးသားဘဝတာဆိုရင်ဘလောက်ကောင်းမလဲဆိုတဲ့စိတ်ဟာမင်းသားကြီးရှင်မှာကိန်းဝတ်နေခဲ့မှာအသေးစားပါပဲခင်ဗျာ